အမျိုးသားတယောက်ကကြောင်တုံးတုံးကိုကောက်ကင်ပြီးတဲ့နောက်မှာတော့ချောကလက်စားသလိုပဲတချွတ်ချွတ်နဲ့ဝါးစားလို့နေပါတယ်။သူပြောတာကတော့နေတိုင်းကြောက်တုံးနှစ်တုံးစားတာပါတဲ့။အထူးသဖြင့်တော့ဒီလိုမျိုးကြောက်စရိတ်ခဲတိတိလေးတွေစားလို့အကောင်းဆုံးဖြစ်ပြီးတော့မှသူဟာကြောက်စရိတ်ခဲလေးတွေကိုလက်တဆုပ်စာယူပြီးတော့ဗစက်သေးကိုထည့်လိုက်ပါတော့တယ်။မျက်နှာပေါ်မှာလည်းအရန်စားကောင်းနေတာကြောင့်စိတ်ကျဉ်နှံ့မှုတွေအပြေအဝဖြစ်ပေါ်နေသလိုမတူညီတဲ့ကြောက်တုံးတွေမှာမတူညီတဲ့စားသောပုံနီးလန်းတွေလည်းရှိနေပါသေးတယ်။ပေါ်ပြီးတော့ကြည့်တဲ့ကြောက်တုံးလေးကဝါရတာခက်တာကြောင့်ပဲသူဟာလျှက်စစ်ဖြတ်တဲ့ဆက်ကိုအသုံးပြုပြီးတော့မှအရင်ဆုံးခွဲချမ်းပါတယ်။ အတန်ကြားလိုက်တာနဲ့ပဲအဲ့ဒီကြောင်တုံးဟာတန်မိုးဘလောက်ရှိမလဲဆိုတော့ကိုလေသိနိုင်ပြီးတော့မှအတုံးသေးသေးလေးတွေလိပြတ်ပြီးလို့စားကြည့်လိုက်တဲ့အခါမှာတော့အရသာမရှိတော့တဲ့အခါမှာသူဟာကြောက်ရွံ့ကြလက်တဆုပ်စာကိုပကံနဲ့ယူပြီးတော့ထည့်လိုက်ပါတော့တယ်။အဲနောက်မှာတော့တံမြာသီးနည်းနည်းညှစ်ပြီးတဲ့နောက်မှာနောက်ဆုံးမှာတော့ဘဲငယ်မြားကြီးကိုလောင်းပြီးတော့ထည့်လိုက်ပါတော့တယ်။ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဇုံးကိုသုံးပြီးတော့အရသာတွေကိုရောမှွေလိုက်တယ်လို့သူဟာအဲ့ဒီလိုမျိုးတနေ့ကိုသုံးနဲ့စားပါတယ်တဲ့။သူဟာအသက်9နှစ်သားကလေးကနေစားလာခဲ့တာဖြစ်ပြီးတော့25နှစ်ကြာတဲ့အထိလုံးဝမပြတ်ခွက်ခဲ့ပါဘူး။ ဂျေရှုနေတဲ့သူတွေမယုံပါဆိုတာကြောင့်ပဲသူဟာဗဇက်ကိုကြေကြေဟပြလိုက်ပါသေးတယ်။သူ့ရဲ့သွားရီတော်မှာတော်တော်ကောင်းတယ်လို့ဆိုရမှာပါ။အစဉ်ပြေတဲ့အချိန်မှာအချိန်မြွေးစားနိုင်ဖို့အတွက်သူ့ရဲ့အိမ်တောင်မှာလေကြောက်တုံးတွေကိုပုံထားထပ်ပါသေးတယ်။ဟုတ်ပါတယ်။ကြောက်ခဲတဲ့ကြီးပဲစားမယ်ဆိုလို့ရှင်တော့အာဟာရဓာတ်ညင်ညွတ်မြတ်တာမှာတော့မဟုတ်ပါဘူး။အဲဒါကြောင့်မဲသူဟာစားပြီးသွားတဲ့အခါတိုင်းမှာအပြင်ကိုထွက်ပြီးတော့လမ်းမီးကလက်ဆက်တဲ့ပေါင်းမိတွေကိုလေစားလို့ရှိပါသေးတယ်။ သူအဲ့လိုမျိုးစားတော့နေတာကခန္ဓာကိုယ်အတွက်တခုခုများမချို့ယွင်းနိုင်ဘူးလားဆိုပြီးတော့သူလက်ထက်ကနေအချိန်တုန်းကဆေးရုံမှာသွားပြီးတော့စစ်ဆေးကြည့်ခဲ့ပေမဲ့ဘာမှမူမမှန်တာလည်းမတွေ့ခဲ့ရပါဘူးလေ။ဒါကြောင့်မေသူဟာအဲ့လိုဆက်ပြီးတော့စားတော့နေတာဖြစ်ပြီးဖန်သားပြေပေါ်မှာရှိနေကြတဲ့ပြည်သက်ကြီးတို့ကိုတရီပေးချင်တာတခုကတော့ဒါမျိုးလုံးဝလိုက်ပြီးတော့အတူမျိုးကြဖို့ပါပဲ။တော်ဖာညောက်ကတူတူပေါ်နဲ့ကစားနေကြပါလေဒါပေမဲ့အဖေဖြစ်တဲ့သူဟာရှာဖွေရင်းနဲ့အိပ်ပျော်သွားခဲ့ပြီးတော့ဒူရီယာနဲ့ရောက်တဲ့အခါမှာအဖေကတားဖြစ်သူကိုမေ့နေပါပြီ ဒါပေမဲ့လည်းသားဖြစ်တဲ့သူကဆက်ပြီးတော့ပုံနေစေဖြစ်ကသူ့ကိုရှာမတွေ့တဲ့အတွက်လည်းကျေနပ်လို့နေပါသေးတယ်။မျိုးစစ်တမိအတွင်းမှာပဲအချိန်၃နှစ်ကြာသွားခဲ့တာဖြစ်ပြီးတော့ဒါပေမဲ့အဖေဖြစ်တဲ့သူကတော့သူ့ကိုသတိမရတော့ပါဘူး။ရှင်းနေကြပြီးတဲ့နောက်မှာဆိုလို့ရှင်တော့အဖေဟာအိမ်ပြောင်းမှုအစီအစဉ်နေပြီဖြစ်ပြီးအိမ်မပြောင်းခင်မှာအရေးကြီးတဲ့ပစ္စည်းတစ်ခုယူဖို့မင်းနေရဆိုပြီးတော့မှအိမ်ပြောင်းတဲ့အလို့သမားကိုခဏဆောင်ခိုင်းလိုက်ပါတယ်။သားဖြစ်တဲ့သူကတော့သူ့ဖေသူ့ကိုသတိရသွားပြီးဆိုပြီးတော့စိတ်လှရှားနေပါတယ်။ဒါပေမဲ့သူ့ရဲ့ဖေကသူ့ရဲ့အတွင်းငယ်ပေါင်းမိတွေပြန်လာယူတာပါ။မကြခင်မှာတော့ပိုင်ရှင်အစ်တွေကအိမ်ပြောင်းလာကြပြီမြေ သူ့ကိုမကြည့်ဘဲနဲ့စကားတွေပြောနေကြပါတယ်။အင်ရှင်အစ်တတွေဟာကလကနောက်မှာကလေးတွေမရှိတာတော်သေးတယ်လို့ပြောပြီးတော့ရီမောလို့နေပါသေးတယ်။ဒီနေ့ရောက်တဲ့အခါမှာတော့သူတို့ရဲ့အိမ်မှာမွေးထားတဲ့ခွေးလေးဟာကောင်လေးကိုရှောက်တယ်သွားခဲ့ပြီးတော့သူ့ကိုဟောင်းနေပါတယ်။ဒါပေမဲ့ကောင်လေးကတော့ခေါင်းမဆောင်နဲ့သူ့ရဲ့အဖေကိုရင်လာရှာမှထမဲလို့ဆုံးဖြတ်ထားသလိုအင်ရှင်တွေတယောက်ပြီးတယောက်ပြောင်းသွားတဲ့အခါမှာတော့ပုံကစားတော့ကနုပြတဲ့ကလေးရွယ်လေးဟာအခုဆိုရင်တော့ကလကနောက်မှာပဲအသက်90ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ရုတ်တရက်ပဲအဲ့ဒီအချိန်မှာသူ့ရဲ့အပြင်မှာတိုက်ပွဲတွေဖြစ်နေပြီးတော့သူ့ရဲ့အိမ်ကိုလည်းအင်ယာမဲ့တချို့ကသိမ်းပိုက်ထားကြပါတယ်။တိုက်ပွဲတွေပြီးသွားတဲ့နောက်မှာတော့အဲ့ဒီအိမ်ကြီးလည်းဖြိုချလိုက်ရပြီ။ဒါပေမဲ့ဒီနေရာကိုတောင်းခံနေသူမရှိတဲ့အတွက်ကြောင့်ပဲဒီအိမ်နေရာကိုလေးလံတင်ဖို့စီစဉ်ရပါတော့တယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေအတန်တခုကြားလိုက်လို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့အသက်80ရွယ်အဖိုးကြီးတယောက်ကိုပဲတွေ့လိုက်ရပါတယ်ဗျာ။တိုးထင်းနေတဲ့ဦးလေးကြီးကိုလူကြီးမင်းတို့မြင်မှုကြပါသလား။ဦးလေးကြီးကတော့တကယ်ကိုဦးလေးကြီးဖြစ်ပြီးတော့မှဒါဆိုရင်အဲ့ဒီဦးလေးကြီးကတိုးတွေကိုဘယ်လိုမျိုးထိန်းတာပါလိမ့်။ မနက်ခင်းအယုံတက်တဲ့အချိန်မှာဦးလေးကြီးကသုံးမင်းဆိုင်ကတည်းကစီးပြီးတော့တံပေါင်ကြီးတစ်ခုကိုချိန်ဆွဲပါတယ်။ဒါဟာတိုးထိန်တဲ့ကိရိယာတစ်ခုလို့ပြောလို့ရှင်တော့လူကြီးမင်းတို့ယုံမလားခင်ဗျ။ဦးလေးကြီးကအရင်ဆုံးတိုးတွေကိုတံပေါင်ထဲကိုမောင်းပြီးတော့ထည့်လိုက်ပါတယ်။ကျင်သားရနေတဲ့တိုးလေးတွေကလည်းလိမ်မာစွာနဲ့ဦးလေးကြီးရဲ့စကားနားထောင်ပြီးတော့အခုလိုမျိုးတံပေါင်ထဲကိုဝင်သွားကြတာပါ။ပြီးတော့ခွင်းနေကောင်ကလည်းအနောက်ကနေလိုက်လာကြပါတယ်။ဒီမြင်ငွေလေးဟာအရန်ကိုရင်ထဲကိုထိပြီးဒီလိုနီလန်းလေးဟာတိုးတွေကိုဘေးကင်းစွာနဲ့ခေယူဆိုင်ဝင်တာမကပဲနဲ့တိုးတွေလျှောက်ပြီးတော့ပြေးတာကိုလည်းကာကွယ်တားဆီးနိုင်ပါသေးတယ်။ အရေးကြီးဆုံးတစ်ခုကတော့လမ်းမမှာရှိတဲ့ကောက်ဘဲတင်းတဲ့နေပျက်စီးခြင်းကနေကာဝေးနေတာဖြစ်ပြီးဦးလေးကြီးမှာတခြားနီလန်လေးရှိနေပါသေးတယ်။အဲဒါကတော့ပွင်လင်းယာတီမှာတိုးတွေကိုစကြက်မြေမှာလွှတ်ထားတတ်တာပါ။အဲ့တော့လူကြီးမင်းတို့ရောဦးလေးကြီးရဲ့တိုးထင်းတဲ့နီလန်လေးကစမ်းသစ်တယ်လို့ထင်ကြပါသလားခင်ဗျ။တဲ့နော်မြို့တွင်တယောက်ကဒဏ္ဍာရီလာကြွက်လူသားကိုရှာဖွေဖို့အတွက်နန်းစုံနေတဲ့ရေမြောင်းနဲ့ကိုရောက်ရှိသွားခဲ့ပါတယ်။ တကယ်ကိုမကြခင်မှာပဲသူဟာထူးဆန်းတဲ့လူတယောက်ကိုတွေးသွားခဲ့ပြီးတော့တရင်တော့ကသူ့ကိုတွေးတဲ့အခါမှာအလင်းမြန်ပဲရှေ့ကိုမကြောက်မလန့်တိုးသွားခဲ့ပြီးတော့ကြက်လူသားကိုတွေးဘူးလားလို့မေးပါတယ်။ဒါပေမဲ့အမျိုးသားဟာဘာမှမပြောဘဲနဲ့အပြုံးလေးတစ်ပွင့်ပြုံးပြလိုက်ပါတယ်။ပဇက်ကနေတရိပ်လေးထွက်နေသလိုအမျိုးသမီးကဒါကိုတွေးတဲ့အခါမှာတော့ထိတ်လန့်လို့သွားပါတယ်။ဒါပေမဲ့လေ professional ဆန်ဆောင်နဲ့ပဲသူ့ကိုဆက်သွင်းနိုင်မဲ့လိမ့်စာကတ်ကိုပေးခဲ့တယ်လို့ကျွတ်လူသားကိုတွေ့တဲ့အခါမှာသူမကိုအချိန်မီဆက်သွင်းနိုင်မှုအတွက်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့စကားနှခုံးလောက်ပြောပြီးတဲ့အခါမှာတော့အမျိုးသမီးကပြေးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့တိမကြခင်မှာပဲအမျိုးသမီးသတင်းထောက်ပျောက်ဆုံးသွားတာကိုကင်မရာသမားကသိလိုက်ရပြီးအဝေးကနေအသေးခိုက်အောင်အော်နေတဲ့အတန်းကိုကြားလိုက်ရပါတော့တယ်။အမျိုးသမီးရဲ့နာမည်ကိုအော်ခေါ်ပြီးမှလည်းပြန်ထူးတယ်မကြတဲ့အခါမှာကင်မရာသမားလည်းကြောက်လန့်ထွက်ပြေးသွားခြင်းနေပြီးဒါပေမဲ့အရာအလုံးဟာနောက်ကျခဲ့ပါပြီ။မကြခင်မှာပဲသူတို့တွေဟာမြောင်းရဲ့အနက်ဆုံးတနေရာကိုရောက်ရှိသွားကြပြီးတော့လက်နက်ဖက်ကို MI-8 တွေနဲ့တင်းကျပ်စွာခြေနှောင်ထားပြီးပို့ပြီးတော့ဒုစန္တာကဒီနေရာမှာ အိမ်ယာမဲတဲ့မြန်မာပြည်အမျိုးသားတွေအများကြီးရှိနေတာပါဒီလိုထက်လက်မွေရာကောင်းလာတဲ့ဇက်ွက်ကိုအထူးကြီးမဲ့ဖို့ရှိတယ်ဆိုလို့ရှင်တော့တိတ်ပြီးတော့ကြောက်စရာကောင်းမှာမဟုတ်ပါဘူးဟုတ်ကဲ့ဘယ်သူမှမရှိဘူးဆိုလို့ရှင်တော့ဒီ app ကလူတွေနဲ့အတူတူတည်ရှိလိုက်ပါဒီထဲမှာကဘာတလွားကကိုကိုမမတွေအများကြီးရှိနေပြီးတော့ AI လို့ဆောင်ချင်တဲ့တငယ်ချင်းတွေနဲ့ဆက်သွယ်ပြောဆိုနိုင်ပါတယ်တင်းရဲ့ profile မှာအခြေခံပြီးတော့မှတငယ်ချင်းတွေနဲ့စကားပြောဝဲအမျိုးမျိုးဖန်တီးပေးအောင်ပါပါဒီလိုနဲ့မျိုးသမီးသတင်းတောက်ကသူ့ကိုလှုပ်ပေးဖို့အတွက်တောင်းဆိုပြီးတော့မလှုပ်ပေးဘူးဆိုရင်ဒီကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေအားလုံးကိုဖော်ထုတ်ပြမယ်လို့ပြောပါတယ် သူမထိတ်လန့်နေတဲ့အချိန်မှာအနောက်ကနေခေါင်းဆောင်လိုလူတယောက်ထွက်လာပါတယ်။သူဟာအမျိုးသမီးရဲ့အချင်းချောင်းမို့ကိုလစ်လျူရှုပြီးတော့စလုံးချေထားတဲ့နေရအပေါက်ထဲကနေတဆင့်ကြက်ကောင်းတဲ့လူရဲခန္ဓာကိုရှိတဲ့တရိဇံတကောင်းကိုထုတ်ခဲ့ရပါတယ်။အနောက်မှာဗဇက်ကနေအကြည်ရွှဲတွေထွက်နေပြီးတော့မှခေါင်းဆောင်ကအဲ့ဒီအကြည်ရွှဲတွေကိုပုဂံနဲ့ခံပြီးတော့ကင်မရာသမားရဲ့မျက်နှာပေါ်လောင်းချလိုက်ပါသေးတယ်။အစိပ်ပြင်းတော့အကြည်ဒါကြောင့်မဲကင်မရာသမားရဲ့အသားတွေကကြည်မမတက်ဖြစ်သွားရပြီးတော့နာကျင်လွန်းလာကြောင့်မြေပေါ်မှာလူလိမ့်လို့နေတာပါ။ ဒီမြင်မှုကိုတွေ့လိုက်ရတဲ့အမျိုးသမီးသတင်းတောက်ကတော့လုံးဝကိုပြိုလဲနေပြီဖြစ်ပြီးဒါပေမဲ့သူကိုကြက်လူသားစီကိုခေါ်သွားပြီးတော့အနောက်ကနေအကြည့်အချွဲတွေနဲ့လောင်းလိုက်ပါသေးတယ်။ဒါပေမဲ့ထူးဆန်းတာကတော့အမျိုးသမီးဟာဘာတင်ရမှမရလိုက်တာပါပဲ။တင်းမကြခင်မှာပဲအမျိုးသမီးကိုရင်မြောင်းနေကနေကဲထုတ်သွားကြပြီးဒီလိုနဲ့ပုံမှန်တိုင်းပဲသူ့ရဲ့အလုပ်ကိုပြန်လည်လုပ်ကိုင်ရင်းနဲ့တနေ့မှာတော့အနေရောင်အကြီးတွေဟာသူ့ရဲ့ဗဇက်ကနေထွက်လာပြီးဘေးမှာရှိတဲ့လူရဲ့မျက်နှာပေါ်အန်ချမိခဲ့ပါတယ်။အမျိုးသားရဲ့မျက်နှာဟာချက်ချင်းပြည့်စည်သွားခဲ့ပြီးတော့ အမျိုးသမီးကတော့ဘာမှမဖြစ်သလိုပဲဆက်ပြီးတော့တရင်တင်ပြနေသေးပဲဖြစ်ပါတယ်